ဒီဗီဒီယိုဘဲနုရဲ့အဟာရပြည့်နဲ့ရှေ့ဆက်ကိုချမ်းပါတဲ့နာဂတဲ့ဒီပရိုဂရမ်လေးကကျွန်တော်တို့ဒီ2025ကနေပြီးတော့မှ2029အထိပေါ့နော်ဒီကလေး3သိန်းကိုဒီအဟာရအဘဟုတုတ္တတွေကိုမျှဝေပေးတာကအဲတကယ်ပဲကောင်းမွန်တဲ့ဒီဒီမြုံနံမှုတစ်ခုလို့ထင်ပါတယ် ော်ဒီ2025 2029အတွင်းကလင်းငယ်3သိန်းကိုဒီအာအဟာရနဲ့ပတ်သက်တဲ့ knowledge တွေ sharing လုပ်မယ်ပြီးတော့အလေးထားတွေလုပ်ပေးမယ်ဆိုတော့အဲ့ကလေးတွေကနောက်ကြီးလာတဲ့အခါကျလို့ရှင်သူတို့ကလည်းဒီအလေးထားတွေရှိနေပြီပြီးတော့ရှိမှလည်းကျင့်သုံးလာခဲ့ပြီဆိုလို့ရှိရင်တို့အနေနဲ့ဉာဏ်ပညာတွေလည်းပိုမြင့်မယ်လို့ဆိုင်ယုံကြည်ရဲ့ ဒီ2025 2029အတွင်းကလင်းငယ်3သိန်းကိုဒီအာအဟာရနဲ့ပတ်သက်တဲ့ knowledge တွေ sharing လုပ်မယ်ပြီးတော့အလေးထားတွေလုပ်ပေးမယ်ဆိုတော့အဲ့ကလေးရာနောက်ကြီးလာတဲ့ခါကျလို့ရှင်သူတို့ကလည်းဒီအလေးထားတွေရှိနေပြီပြီးတော့ရှိမှလည်းကျင့်သုံးလာခဲ့ပြီဆိုလို့ရှိရင်တို့အနေနဲ့ဉာဏ်ပညာတွေလည်းပိုမြင့်မယ်လို့ဆိုင်ယုံကြည်ရဲ့ပြီးတော့အဲ့ဒီအတွက်ကြောင့်မလို့ကျောင်းမှလည်းပိုအာရုံစိုက်နိုင်မယ်နောက်လူကြီးဖြစ်လာတဲ့ခါကျလို့ရှိရင်လည်းတို့ကိုယ်ကလည်းပုံမှန်လူတွေထက်စားလို့ရှိရင်ပိုပြီးတော့ဉာဏ်ပညာမြင့်မှပြီးတော့ခန္ဓာကိုယ်လည်းဖွံ့ဖြိုးမယ်အဲပြီးတော့ သူတို့ဘီနာပေါ့နော် community ကိုလည်းသူတို့ကပို့ပြီးတော့ဒီ knowledge နဲ့ပတ်သက်ပြီးတော့ sharing လုပ်နိုင်မယ်လို့ယုံကြည်ရတဲ့အတွက်ကြောင့်မလို့တနိုင်ငံလုံးတိုင်းတားရပေါ့နော် community တစ်ခုလုံးဒီအားနဲ့ပတ်သက်တာအရန် grow ဖြစ်မယ်လို့ဆိုရင်ယုံကြည်ပါတယ်ဟုတ် ဒီ video band တို့ရဲ့အဟာရအပြည့်နဲ့ရှေ့ဆက်ကိုချမ်းပါတဲ့နာဂတ်တဲ့ဒီ program လေးကကျွန်တော်တို့ဒီ2025ကနေပြီးတော့မှ2029အထိပေါ့နော်ဒီကလေး3သိန်းကိုဒီအဟာရအဘုဟုတ္တရတွေကိုမျှဝေပေးတာကအဲတကယ်ပဲကောင်းမွန်တဲ့ဒီဒီမြုံနံမှုတစ်ခုလို့ထင်ပါတယ်ဒီ program ကဒီကလေးတွေကိုဘဟုတုတပေးုံတက်တက်မဟုတ်ပဲနဲ့ဒီသူတို့ရဲ့ဒီနေ့စဉ်ဘွားတွေမှာပေါ့နော်ဒီအခြေခံကြကြဘယ်လိုမျိုးစားတောက်တွေကို အဲဒီရွေးချယ်စားသောက်တောင်းလုပ်ပေးသွားတဲ့ဟာတွေကအဲတကယ်ပဲအဲဒီကလေးတွေအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲဒီအတွက်ကြောင့်ကျွန်တော်ကိုနိုင်ကလည်းဒီလိုမျိုးဒီ program မှာပါဝင်ခွင့်ရတာကိုခွန်ယူပါတယ် အဓိကကလေးတွေအတွက်အစားအစာဝယ်ယူရမယ်ဆိုရင်ကျွန်တော်တို့ကဒီ FDA တို့ HACCP တို့ GMP တို့ ISO တို့အဲဒီလိုမျိုးအမှတ်တစိတ်ရထားတဲ့အစားအသောက်တွေကိုဥစားပေးပြီးရွေးချယ်ပေးသင့်ပါတယ်ဗီတိုဘဲနိုဆိုလို့ရှိရင်ဒီဆွေတင်ဤပညာနဲ့လှုပ်ထားပြီးတော့မှဒီအရေးသွေးမြင့်ပေါ့နော်ဒီပစ္စည်းတွေသုံးထားတဲ့အပြင်ကိုကျွန်တော်တို့ဒီ FDA တို့ HACCP နောက်ပြီးမှဒီ GMP ISO ဒီလိုမျိုးအမှတ်တစိတ်တွေရရှိထားတဲ့အတွက်လည်းကလေးတွေအတွက်ကိုဒီစိတ်ချပြီးတော့မှသုံးဆက်လို့ရတဲ့ product ဖြစ်တယ်လို့လည်းယူကြည့်မိပါတယ်ခင်ဗျာ ထောက်ပံ့မှုပိုင်းမှာဆိုလို့ရှိရင်ဗီတိုပဲနိုကမြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မီဆွေဒင်ပြည်နာနဲ့ထုတ်လုပ်ထားတဲ့ပထမဆုံးပဲနိုအမှတ်တံဆိပ်ဖြစ်တဲ့ဒါအပြင်ဒီနိုင်ငံတကာပြည်တွင်းပြည်ပအသိမှတ်ပြုလက်မှတ်တွေဖြစ်တဲ့ ISO, GMP, HACCP, FTA ဒီလက်မှတ်တွေလည်းရတာဖြစ်တဲ့အတွက်ကြောင့်ဒီ product နဲ့ပတ်သက်ပြီးတော့မှ quality ပိုင်းကလည်းယုံကြည်စိတ်ချရတယ်